ကြရောက်ကိုယ်တွေ။အလောဘာဝန်သာချီးကျူးတွေ။မင်္ဂလာပါ။လင်းလင်းခွေရကနေကြိုဆိုပါရယ်။ဒီကနေ့ဖတ်ပြပေးမှာတော့ចောင်းသားနဲ့မြေရလုပ်ငန်းဆိုတဲ့စောင်းပါကိုဖတ်ပြပေးမှာဖြစ်ပါရယ်။ယခုစောင်းပါကိုဗမာပြည်ကွန်မြူနတီပါတီပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ရဲဘော်ဖိုးတန်ကျောင်းမှာအာဩကလောင်ဖြစ်ရေးသားခဲ့တာဖြစ်ပါရယ်။ကျောင်းသားနဲ့မြေရောက်လုပ်ငန်းကျွန်တော်တို့ငငယ်ကမန္တလေးရဲ့အငြိမ်တချင်းတစ်ပုတ်ပါဒီလိုရှိပါတယ်ဖြူးဖြူးချစ်တာထက ခိုးချံခိုးရဲ့ချစ်ရတာတွေဟာအရသာပိုရှိတာလူငယ်ဘဝမှာအပျော်လို့တဘောထားပြီးခိုးချံခိုးရလောက်ကြတာတွေမနေဘူးအိမ်နာရဲမှာဆက်လက်ခိုးတော့တာအစကြီးစားထားတာစံပွင့်ကြီးမှာစာချက်နေရတယ်အပြင်ကိုတိတ်တိတ်ထွက်ပြီးအငင်းကြည့်တာအစုံအများကြီးပဲဒါပေမဲ့အဲ့ဒါနဲ့မတူတဲ့အများမသိအောင်တိတ်တိတ်လေးလုပ်ရတယ်လည်းရှိရဲ့ကျောင်းသားကြီးနိုင်ငံကြီးလုပ်ငန်းဒါခုနကပြောရင်တိတ်တခုမျိုးမဟုတ်ဘူး ကြီးမားလာတဲ့ချင်းကြောင့်မှုနဲ့ရင်ဆိုင်နေရတဲ့အထက်ကစွန့်စားမှုတွေအများကြီးလုပ်ရတာဖြစ်တယ်။ဘာဘာပြီးမှចောင်းသားလှူရှားမှုចောင်းသားသမဂ္ဂရဲ့လိုပေါ်ပေါ်ဆကာလာတွေမှာចောင်းသားတွေရဲ့မြေအောင်လုပ်ငန်းမြေအောင်လှူရှားမှုရဲ့လိုမရှိပါဘူး။ဒုတိယကမ္ဘာစစ်မဖြစ်မီတခင်ခေတ်အထိမြေအောင်လှူရှားမှုမရှိသေးဘူးလို့ဆိုရင်ရပါမယ်။ចောင်းသားခေါင်းဆောင်တွေဖြစ်တဲ့တခင်အောင်ဆန်းတခင်ပါဟင်းတခင်သိန်းဖိစသူတွေဟာចောင်းသားလောကအထွက်ပြီးတခင်ဖြစ်လာ နိုင်ငံရေးလောကရဲ့ဝင်လာမှမြေရောလုပ်ငန်းတွေနဲ့ဆက်သွယ်ရတော့တာဖြစ်တယ်။ဥစွာအဖြစ်ဗမာထွက်ရခိုင်းနဲ့လှုပ်ဝက်ဆက်ဆက်မိကြတယ်။အဲ့ဒီနောက်တော့ကွန်မြူနတီပါတီဂျပန်ဒေါ်လာရေးဒါရီယာသူတို့တွေចောင်းသားလောကအပြင်ရောက်မှဖြစ်တဲ့ကိစ္စတွေဖြစ်တယ်။ចောင်းသားလှုပ်ရှားမှုကိုယ်တိုင်ကတော့ဂျပန်တွေဝင်လာတော့မှမြေရောတစ်စိတ်တစ်ပိုင်းမြေရောလက္ခဏာဆောင်လာတယ်လို့ပြောရမယ်။ဒီလိုနဲ့ကိုလိုနီတပ်ထံမှပေါက်ဖွားပြီးကိုလိုနီနယ်ချဲ့နဲ့ဖက်စစ်နယ်ချဲ့ရို့ တွန်းလှန်တိုက်ပွဲဝင် ကြီးပြင်းလာတဲ့ចောင်းသားတွေဟာမြေလုံငန်းနဲ့ဘလို့မှခွဲမရတော့ဖြစ်ခဲ့။ဘာကြောင့်လဲ။ဒေအုပ်စုသူမဆိုတခြားလူတခြားခွဲစီရဲ့လှုပ်ရှားမှုကိုအတိုင်းအတာတစ်ခုအကန့်အသတ်အနေနဲ့တော့ခွင့်ပြုရယ်။သူ့အနာကိုခီပါလာပြီ။အနေပေးလာပြီလို့ယူဆရင်တော့ဖိနှိပ်တော့တာပဲ။ဖိနှိပ်တယ်ဆိုရမှာအဆင့်ဆင့်အမျိုးမျိုးရှိရယ်။အပြင်းထန်ဆုံးကတော့အဲ့ဒီဖွဲ့စည်းဒါမှမဟုတ်ယူရီကို တရားဝင်တရှိလှုပ်ရှားခွင့်မပြုတော့ပါပဲဖြစ်တယ်။ဒါနဲ့တစ်ဆက်တည်းလူတွေကဖမ်းတာတွေပါတွဲနေတတ်တယ်။ကိုကအန္တရာယ်ပမာဏနဲ့စောက်ကင်ထားနိုင်ပြီးအဲ့ဒီအဖွဲ့စည်းရဲ့လှုပ်ရှားမှုကိုအန္တရာယ်ထူးထူးခြားခြားမထိပါနိုင်ရင်ကိုကိုကိုသဘောထားကြီးလေးဟဲ့ဒီမိုကရေစီကိုတန်မိုးထားဟန်နဲ့ခွင့်ပြုထားတတ်ကြတာသူတို့တဘောပါပဲ။အဲ့ဒီလိုပဲအမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတမိုင်းမှာဂုံပြောင်လာတဲ့ကျောင်းသားသမဂ္ဂတွေကိုလွတ်လပ်ရေးဒီဘက်ခေတ်အစိုးရများမပိတ်ပင်ရဲကိုခွင့်ပြုထားရတယ်။ ။ဒါပေမဲ့အဆင့်မကျော်အောင်တော့ဖိနှိပ်မှုအမျိုးမျိုးနဲ့တရီပေးနေခဲ့တယ်။ဒီလိုလုပ်တဲ့အထက်မှာဖန်လိုက်ပြန်လှုပ်လိုက်လို့ရတာမျိုးကြီးလည်းပါတယ်။ဒါကြောင့်လဲ1962ခုနှစ်မတိုင်မီကျောင်းသားလှုပ်ရှားမှုတွေမှာမြေရောက်နည်းနည်းဆန်တဲ့ပုံရရှူရပုံရှူရကနေလုပ်ငန်းတွေကိုညွှန်ကြားတာလုပ်ကင်တာတွေဖြစ်လာတာပဲ။ဒါမဲ့တစ်ခုလုံးပြောရရင်မြေရောက်လှုပ်ရှားမှုတက်တက်တာဖြစ်တယ်။တက္ကသိုလ်ပရဝုတ်ထဲမှာရွေးကောက်ပွဲနဲ့ဖွဲ့စည်းကျောင်းသားမိဘတွေစီအလူခံပေတရာလမ်းမပေါ်မှာဆန္ဒပြ တခါတည်းမိတဲ့ပိုက်နဲ့အပတ်ခံရညည်ရူပုံနဲ့အစ်ခံရရဲနဲ့ကြောင်နဲ့ကြွက်လို့ပြီးတဲ့လိုက်တဲ့လုတ်ကြဒါမှမဟုတ်ဒါရီကစနစ်ကျော်ပဲခံရတယ်1962ခုနှစ်ဘူနီဝင်းရဲ့စစ်ဆူရတက်လာတဲ့အခါမှာတော့အရှင်ကြီးအလုံးအပြောင်းသွားပြီဘူနီဝင်းဆိုရဟာကျောင်းသားတွေကိုတမိုင်းမှမရှိရဲ့ရက်ဆက်မှုမျိုးနဲ့တက်ဖြတ်ပြီးဖန်စီဘီတမကအဆောက်အဦးကိုပါဒိုင်နမိုက်နဲ့ဖျက်ဆီးလိုက်ပြီးသူတို့သဘောတော့အတင်းလေးဖော်ပြလိုက်တဲ့အခါမှာတော့ကျောင်းသားလှုပ်ရှားမှုတရံဟာလုံးဝအသွင်ပြောင်းလဲသွားတော့တယ် ်စစ်အုပ်စုဟာအမျိုးသားအစဉ်လာခေါင်းရောင်းတွေကိုလုံးဝတန်ဖိုးမထားကြောင်းဒီမိုကရေစီအခွင့်အရေးဆိုတော့လေဟန်ဆောင်လေးမှတ်ခွင့်မပြုနိုင်ကြောင်းဖော်ပြလိုက်တာဖြစ်တယ်စစ်အုပ်စုမှတပါနိုင်ငံရေးနဲ့နိုင်ငံရေးအတွင်ဆောင်တာမှန်တယ်မဟုတ်ညီပေါ်မှာတရားဝင်လှုပ်ခွင့်ဘသူမှမပေးကျောင်းသားတွေရောမိဘတွေရောပြိနေတာကိုလေဘယ်တော့မှမနဲ့မတူဒီလိုအနေထားမှာကျောင်းသားတွေဟာဖြစ်နိုင်တဲ့နည်းနဲ့တိုက်ပွဲဝင်ကြရတော့တယ်တချို့လဲထောင်းနေရောက်တချို့လဲလက်နက်ကင်ဖွဲ့စည်းရေရောက်သွားတယ်ဒါပေမဲ့ ကျောင်းသားလှူရှာမှုကတော့ကျောင်းသားလူအကြမ်းပါပဲအသက်ဝင်ရင်မြေောက်တရံနဲ့ဒီကနေ့ထိတိုက်ပွဲတရံဆိုတာအုပ်စိုးသူကတွန်းပို့တာဖြစ်တယ်ဆိုတဲ့တရားမှန်ကန်ကြောင်းတက်တည်ပြငယ်ပြန်တော့လိုက်တော့နှစ်ပေါင်း45နှစ်ပဲရှိသွားပြီကဘာမှာနှစ်ပေါင်း45နှစ်ကျော်မြေောက်လှူရှာရတဲ့ကျောင်းသားတိုက်ပွဲဆိုတာကြားတော့မကြဘူးနောက်ဘယ်လောက်ကြအောင်လဲဆိုတာလည်းမပြောတတ်ဘူးကျောင်းသားတွေရဲ့ကံကြမ္မာမိဘတွေရဲ့ကံကြမ္မာနဲ့တစ်သက်သေးပဲလို့ပြောရအောင်မယ်။ဘာပဲပြောပြောကျောင်းသားတွေဟာ ဆက်တိုက်ပွဲဝင်နေကြတယ်။သူတို့ဟာဘယ်ဒရန်နဲ့မဆိုတိုက်ပွဲဝင်သွားကြမှာပဲ။ចောင်းသားတို့တမိုင်းမှာဖိနှိပ်သူကိုရှော့ပေးရဆိုတာဘယ်တော့မှမရှိခဲ့ဘူး။ဘာအော်အီဒွင်းစာရေးသူဘာအော်ရဲ့ចောင်းသားနဲ့မြေအောင်လုပ်ငန်းဆောင်မကိုဖတ်ကြားပြီးဆုံးသွားပါပြီ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။